အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့ဂျပန်ကြားမှာနှစ်ပေါင်း53နှစ်တာတန်တမန်ဆက်ဆံရေးတမိုင်းတစ်ချောင်းမှာဘယ်တော့မှမကြုံဘူးလောက်အောင်ဆိုးရွားတဲ့တန်တမန်ရေးရာအချက်တဲကြီးတစ်ခုပေါက်ကွဲထွက်မတတ်ဖြစ်နေပါတယ်။ဒီအခြေအနေဟာဒေသတစ်ခုလုံးကိုပါစိုးရိမ်စိတ်တွေကြီးမားလာတဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေကြီးဘာကြောင့်စဖြစ်တယ်လဲ။ဘာရီဆက်ဖြစ်မလဲ။နောက်ကမှဘာရီရှိနေတယ်လဲဆိုတာကိုတစ်ချက်ချင်းစီအေးအေးဆေးဆေးသုံးသပ်ကြည့်ကြရအောင်ပါ။မိဘွားစတင်ရာအကြောင်းရင်းကတော့ဂျပန်နိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကနေစတင်ပါတယ်။ 2025ခုနှစ်မှာဂျပန်နိုင်ငံမှာဝင်ကြီးချုပ်အသစ်တစ်ယောက်ပေါ်ထွက်လာပါတယ်။သူမကတော့ဆာနေတာကာအီချီပါပဲ။ဟုတ်ပါတယ်။သူမဟာဂျပန်သမိုင်းမှာပထမဆုံးသောအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာသူပါ။ဒါပေမဲ့သူမကိုတာမန်အမျိုးသမီးနိုင်ငံရေးသမားလို့ထင်ရင်တော့မှားသွားပါလိမ့်မယ်။သူမဟာကွယ်လွန်သူဝင်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေရဲ့နိုင်ငံရေးမွေကိုခိုင်ခိုင်မာမာဆက်ခံသူဖြစ်ပြီးအလွန်တင်းပါတယ်ရှေးယိုးဆွဲဝါရီတူလည်းဖြစ်ပါတယ်။တာကာအီချီဝင်ကြီးချုပ်ဖြစ်ဖြစ်ချင်းမှာပဲသူမရဲ့သဘောထားကိုပြက်ပြက်သားသားကြီးညာလိုက်ပါတယ်။ အဲ့ဒါကတော့ထိုင်ဝမ်အန္တရာယ်ကြုံရင်ဂျပန်လည်းအန္တရာယ်ကြုံရတာပဲဖြစ်တယ်ဆိုတော့ပြင်းထန်တယ်မူပါတာပါပဲ။သူမကဂျပန်လွှတ်တော်မှာတရားဝင်ပြောကြားခဲ့တာကတော့ထိုင်ဝမ်ရေလက်ချားမှာပြဿနာဖြစ်လာရင်ဒါဟာဂျပန်နိုင်ငံရဲ့ရှင်သန်ရက်တည်ရေးအတွက်အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်တယ်။ဒါကြောင့်လက်ရှိလုံခြုံရေးဥပဒေအရဂျပန်ဟာစုပေါင်းကာကွယ်ရေးအခွင့်အရေးကိုကျင့်သုံးပြီးဝင်ရောက်ဆွတ်ဖက်နိုင်တယ်ဆိုပြီးကြေညာလိုက်တာပါ။စဉ်းစားကြည့်ပါ။ဒီစကားဟာဘေကျင်းအတွက်တော့နားထဲမှာတန်ရေးပူလောင်းထည့်လိုက်တယ်လို့ခံစားရစီမှာအသေးချာပါပဲ။ တရုတ်ကထိုင်ဝမ်ကိုသူတို့ရဲ့ပြည်နယ်တစ်ခုအနေနဲ့သတ်မှတ်ထားတာဖြစ်ပြီးပြည်ပနိုင်ငံတွေဝင်ပါလာကိုလုံးဝလက်မခံပါဘူး။ဒါပေမဲ့ဂျပန်ဝင်ကြီးချုပ်အစ်တစ်ကတော့တရုတ်ရဲ့အသင်းနှလုံးကိုတဲ့တဲ့ကြီးထိုးနှက်လိုက်တာဖြစ်ပါတယ်။တာကာအီချီရဲ့ပြောစကားပြီးမှတော့တရုတ်ဘက်ကတုံ့ပြန်မှုတွေဟာလည်းဇက်တိုက်ဝင်ရောက်လာပါတယ်။ဟုတ်ပါတယ်။တရုတ်ရဲ့နာမည်ကြီးဝမ်ဘလေးတန်တမန်ရေးရာဆိုတာတွေဒီနေရာမှာအစွမ်းကုန်ပြသလာပါတယ်။ပထမဆုံးအနေနဲ့ခေါင်းဖြတ်ပြစ်မယ်ဆိုတဲ့ချင်းချောက်မှုကိုကြည့်ရအောင်ပါ။ ။အိုဆာကာမြို့ခြေဆိုင်တရုတ်ကောင်စစ်ဝင်ချုပ်ကလူမှုကွန်ရက်ပေါ်မှာရိုင်းဆိုင်ကြမ်းတမ်းလုပ်နေစားတောင်တင်လိုက်ပါတယ်။အဲ့ဒီစာမှာဝင်ရှုပ်တဲ့လူကိုခေါင်းကိုချက်ချင်းဖျက်ပြစ်ရမယ်ဆိုပြီးတော့ပါ။တန်တမန်တယောက်အနေနဲ့ဒီလိုလူမိုက်ဆန်ဆန်စကားမျိုးပြောတာဟာနိုင်ငံတကာဆက်ဆံရေးမှာလွန်ရှားပါပြီးအောက်တန်းကြရတဲ့လုပ်ရပါပဲ။ဒါကိုဂျပန်မီဒီယာတွေကတာကာအီချီကိုရည်ရွယ်ပြီးလှုပ်ကြံတက်ဖြတ်ဖို့လှုံ့ဆော်တာလားဆိုပြီးအကြီးအကျယ်ဒေါသထွက်ခဲ့ကြပါဗျ။ post ကိုပြန်ဖြတ်သွားပြီမဲ့မိကတော့တောက်လောင်သွားပါပြီ။ စကားနယ်တွေမကပါဘူးစည်ရေးအရာဖိအားပေးမှုတွေလည်းရှိလာပါတယ်တရုတ်စစ်တပ် PLA ကအဝါရောင်ပင်လယ်နဲ့ဂျပန်ရဲ့ကျူရှူကျွန်းအနီးမှာကြီအစ်စ်တွေတုံးပြီးစည်ရေးလေ့ကျင့်မှုတွေကိုနေ့စဉ်မနက်၈နာရီကနေညနေ၆နာရီထိဇက်တိုက်ပြုလုပ်လာပါတယ်ဒါဟာဂျပန်ရဲ့တကားဝါမှာတနက်လာဖောက်ပြပြီးချင်းချောက်တာနဲ့အတူတူပါပဲဒါအပြင်ရေပိုင်နဲ့ကျူကျော်မှုလည်းဖြစ်ပေါ်ခဲ့ပါတယ်နိုဝင်ဘာလ၁၆ရက်နေ့မှာတော့တရုတ်ကမ်းခြေဆောင်တပ်သင်းမော၄စီးဟာဂျပန်ပိုင်းဆန်ကာကူကျွန်း တရုတ်ခေါ်ဒိုင်ဝူဂျွန်ဂျေပိုင်နှစ်ထဲကိုဝင်ရောက်လာပါတယ်။သူတို့ကတော့ဒါကိုတရားဥပဒေစိုးမိုးရေးကင်းလှည့်တာလို့ကောင်းစင်တက်ပေမဲ့ဒါဟာဂျပန်ရဲ့အချုပ်ချာအာဏာကိုစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ပို့ပြီးထူးခြားတာကတော့နိုဝင်ဘာလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပါ။တရုတ်ရဲ့မောင်းသူမဲ့လေယာဉ်တစ်စင်းဟာယူနာဂူနီဂျွန်းနဲ့ထိုင်ဝမ်ကြားကလေပိုင်နက်ကိုဖျက်ဆီးသွားပါတယ်။ယူနာဂူနီဂျွန်းဆိုတာထိုင်ဝမ်နဲ့ကီလိုမီတာ100လောက်ပဲဝေးတဲ့ဂျပန်ရဲ့အနောက်ဘက်အစွန်းဆုံးဂျွန်းပါ။ ဒီနေရာဟာထိုင်ဝမ်စစ်ပွဲဖြစ်ရင်ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်လာမယ့်နေရာပါဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာချက်ချင်းဂျက်လီရင်တွေလွှတ်တင်ခဲ့ရပါတယ်ဒါဟာပထမဆုံးချိန်ဂျပန်အစိုးရကဒီလိုဖြစ်ရက်တွေကိုအသေးစိတ်ထုတ်ပြန်ခဲ့တာဖြစ်ပြီးပြည်သူတွေကိုသတိထားကြစစ်ပွဲကနီးနေပြီလို့သတိပေးလိုက်သလိုပါပဲဒီလိုပြင်းထန်တဲ့စစ်ရေးနဲ့တန်တမာရေးရာချင်းချောင်းမှုတွေကိုရင်ဆိုင်လာရတဲ့အခါဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီချီဟာအေးအေးဆေးဆေးငြိမ်ခံနေမှာမဟုတ်ပါဘူး ။သူမကိုတံမဏိလက်ပြလို့တင်စားခေါ်ပေါ်ကြတာဟာအကြောင်းရှိပါတယ်။သူမရဲ့ရှေးဦးဆွဲဝါရီနဲ့တင်းမာတဲ့သဘောထားအရာသူမရဲ့တုံ့ပြန်မှုဟာတရုတ်နိုင်ငံမျှော်လင့်ထားတာထက်ပိုပြီးပြတ်သားခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ချုပ်ချာအနာနဲ့ဂုံတိုက်ခါကိုအလျှော့ပေးမှမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုတရုတ်ဘက်ကပြန်လည်ပေးပို့ဖို့သူမဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးတုံ့ပြန်မှုကတော့တန်တမာရေးရာတုံ့ပြန်မှုပဲဖြစ်ပါတယ်။တရုတ်ကောင်စစ်ဝင်ချုပ်ရဲ့ခေါင်းဖြတ်ပစ်မယ်ဆိုတဲ့ရိုင်းဆိုင်တဲ့ပြောဆိုမှုကိုဂျပန်အစိုးရကလုံးဝလှစ်လျူရှုမထားပါဘူး။ နိုဝင်ဘာလ16ရက်နေ့မှာဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကတရုတ်တမ်မကြီးကိုချက်ချင်းခေါ်ယူပြီးပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။ဒါအပြင်ကောင်စစ်ဝင်ချုပ်ကိုလူလားမှုမရှိသောပုံကိုဖြစ်ကျင်ကြပြီးဂျပန်နိုင်ငံကနေ48နာရီတွင်ထွက်ခွာသွားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါဟာအင်အားကြီးနိုင်ငံနှစ်ခုကြားမှာတွေ့ရခဲ့တဲ့အလွန်ပြင်းထန်တဲ့တန်တမာရေးရာတုံ့ပြန်မှုပဲဖြစ်ပါတယ်။တာကာအီချီကဒီလိုရိုင်းဆိုင်တဲ့ချင်းချောင်းမှုတွေကဂျပန်နိုင်ငံရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်။ဒါကိုသီးခံမှာမဟုတ်ဘူးဆိုပြီးပြတ်သားတဲ့သဘောထားကိုဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒုတိယတုံ့ပြန်မှုကတော့စည်ရေးအရာအချိန်မြင့်တင်မှုပဲဖြစ်ပါတယ်။တာကာအီချီဟာပြည်သူအတွက်ရည်ရွယ်တဲ့ရုပ်တံမိန့်ခွန်းတစ်ခုပြောကြားခဲ့ပြီးဂျပန်ပြည်သူတွေရဲ့လုံခြုံရေးဟာအဓိကဦးစားပေးဖြစ်တယ်လို့အလေးနက်ပြောကြားခဲ့ပါတယ်။သူမကဒါဟာချင်းချောက်မှုကိုရင်ဆိုင်ရမယ့်အချိန်ဖြစ်ပါတယ်လို့ပြောခဲ့ပြီးလေချောင်းရံကာဝေးရေးတပ်ဖွဲ့ကိုစည်ရေးအရာအမြင့်ဆုံးအသင့်အနေထားမှာထားရှိလိုက်ပါတယ်။ဒါအပြင် drone တွေရဲ့လေပိုင်နဲ့ကျူးကျော်မှုတွေကိုထိရောက်စွာတုံ့ပြန်နိုင်မှုအတွက်ဂျပန်ပိုင်နယ်ထဲကိုဝင်လာတဲ့မြည်သည့်မောင်းသူမဲ့လေယာဉ်ကိုမဆိုချက်ချင်းပြစ်ချပိုင်ခွင့်ကိုပါထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီလိုပြစ်ချောက်ဝင်ပေးလိုက်တာဟာအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတရုတ်နဲ့စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေကိုပါတိတိကြီးနဲ့မြင့်တင်လိုက်တာဖြစ်ပါတယ်။ပိုပြီးအရေးကြီးတာကတော့ဒါကာအီချီဟာနိုင်ငံတကာမဟာမိတ်တွေကိုစီးယုံခဲ့ခြင်းပဲဖြစ်ပါတယ်။သူမဟာအမေရိကန်သမ္မတနဲ့ဖုန်းဆက်သွယ်မှုအလှည့်မြန်လုပ်ခဲ့ပြီးဂျပန်အမေရိကန်လုံခြုံရေးမဟာမိတ်စာချုပ်အရအမေရိကန်ရဲ့ထောက်ခံမှုကိုအပြည့်အဝရယူခဲ့ပါတယ်။အမေရိကန်ကလည်းဂျပန်ရဲ့ကာဝယ်ရေးကိုကူညီသွားမယ်လို့တရံဝင်ထုတ်ပြန်ကြေညာခဲ့ပြီးအနုမြူလက်နက်တင်ဆောင်နိုင်တဲ့လင်းတင်သင်းမောအုပ်စုတစုကို ဂျပန်ရဲ့အိုကီနာဝါအနီးရေပြင်ကိုဆေးလွှတ်လိုက်ပါတယ်။ဒီလိုမဟာမိတ်အင်အားပြလိုက်ခြင်းဟာတရုတ်ရဲ့စစ်ရေးဖိအားကိုလက်တွေ့ကျကျတံပြန်လိုက်တာပဲဖြစ်ပါတယ်။ပြောရရင်ဂျပန်ဝန်ကြီးချုပ် တာကာအီချီရဲ့တုံ့ပြန်မှုဟာလုံးဝကိုခိုင်မာပြသခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေဟာအာရှဒေသရဲ့တင်းမာမှုကိုအမြင့်ဆုံးအခြေအနေကိုတွန်းပို့ပေးလိုက်ပြီးစစ်ပွဲဟာမလွဲမသွေဖြစ်လာနိုင်တော့မလားဆိုတဲ့မေးခွန်းကိုကမ္ဘာနိုင်ငံတွေရဲ့စိတ်ထဲမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ဒီနိုင်ငံရဲ့တင်းမာမှုတွေကြမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့ရည်စရာအကောင်းဆုံးကတော့ တရုတ်ပြည်မကြီးကအမျိုးသားရေးဝါဒီတွေရဲ့တုံ့ပြန်ပုံပါပဲသူတို့ရဲ့လှုပ်ရက်တွေကစင်ကျင်တုံတရားကင်းမဲ့မှုအဆင့်ကိုရောက်နေပါတယ်တူဂျုံမျိုးရဲ့အစီကားဆုံးရှီဘူယာလမ်းဆောင်မှာလူထောင်ပေါင်းများစွာလမ်းဖြတ်ကူးနေတဲ့တရုတ်မျိုးသားတစ်ယောက်ကတရုတ်လမ်းကြီးကိုကင်ပြီးလူအုံနဲ့စန့်ကျင်ဘက်လျှောက်လာတဲ့ဗီဒီယိုတစ်ခုပြန့်နှံ့သွားပါတယ်သူကတော့သူ့ကိုသူသူရဲကောင်းလို့ထင်နေပုံရပါတယ်ဒါပေမဲ့ online ကတရုတ်လူမျိုးဆက်စစ်တွေကတော့သူ့ကိုလှောင်ပြောင်ကြပါတယ်ရင်ကြီးတဲ့နိုင်ငံမှာတော့ရန်ကားရဲတယ် ကိုယ်နိုင်ငံမှာကြတော့ဒူးထောက်နေရတယ်ဆိုပြီးဝေဖန်ကြပါတယ်။တကယ်လို့ဂျပန်တယောက်သာဘေကျင်းမှာအဲ့ဒီလိုသွားလို့ရင်ဘာဖြစ်မယ်ထင်ပါတယ်လဲ။ဟုတ်ပါတယ်။ထောင်ထဲတန်းရောက်သွားမှာပါ။ဂျပန်ရဲတွေကတော့သူ့ကိုဘာမှမလုပ်ပဲလှုပ်ပေးထားတာကဂျပန်ရဲ့တီးခံနိုင်စွမ်းနဲ့ဒီမိုကရေစီစံနှုန်းကိုပြသနေပါတယ်။ဟူနန်ပြည်နယ်ဂျေးလက်ဒေတာကဗီဒီယိုတစ်ခုကတော့ပို့ဆိုပါတယ်။အမျိုးသားတယောက်ကဂေါ်ပြားကိုတနက်လိုကိုင်းသူမိမကကလေးပွေပြီးသူတို့အိမ်ခြံဝန်းထဲမှာစစ်ချီတက်ပြနေတာပါ။ အဇက်ကလည်းတာကာအီချီငါ့ကိုအရင်ကြော်သွားဆိုပြီးအော်နေပါတယ်။နောက်ခံမှာတော့ဝက်လှမ်းထားတဲ့ဂျိုးဒန်လေးနဲ့အုံဒီကဲအိမ်လေးတစ်လုံးသာရှိပါတယ်။ဒါကိုကြည့်ပြီးလူတွေကရီမောကြတယ်လို့တနာလဲတနာကြပါတယ်။ဒီပြဆက်ကပြီးရင်သူတို့စားစရာရှိပါမလား။ကလေးအတွက်နှုတ်မုတ်ဖို့ရှိပါမလား။အဲ့ဒီနှုတ်မုတ်ထဲမှာရောမဲမဲလမင်းတို့ဓာတုဆေးတွေများပါနေမလားဆိုပြီးလောင်ပြောင်ထောက်ပြကြပါတယ်။ဒါဟာအောက်ခြေလူရန်စာပေါ်ပူလေးရှင်းရဲ့အနှစ်သာရကင်းမဲ့ပုံကိုပြသနေတာပါ။ နောက်ထပ်လည်းတရုတ်ခီးသွားတွေကဖူဂျီတောင်ထိပ်မှာတရုတ်လန်စိုက်ထူပြီးဂျပန်ကိုမကြခင်သိမ့်ပိုက်တော့မယ်ဆိုတဲ့စာရီတင်ကြသလိုဂျပန်နိုင်ငံတွင်းကဟိုတယ်တွေဖျားကြောင်းတွေကိုဖျက်ဆီးကြပါတယ်။ဒီလိုလုပ်ရတဲ့ကဂျပန်ပြည်သူတွေကိုတရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေပုံမပြင်းထန်လာစေပါတယ်။တရုတ်ရဲ့ဖိအားတွေကဂျပန်ကိုကြောက်လန့်သွားစေသလားလို့ပြောရရင်ဟုတ်ပါတယ်။အစာပိုင်းမှာတော့စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ရလကတော့တရုတ်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်သွားပါတယ်။တရုတ်ရဲ့ရန်လိုမှုတွေကဂျပန်ကိုအိမ်မောကြနေရကနေနှိုးလိုက်တယ်လို့ဖြစ်သွားစေပါတယ်။ ဝန်ကြီးချုပ်တာကာအီချီရဲ့ဆိုရဟာဂျပန်နိုင်ငံရဲ့မူဝါဒအပြောင်းအလဲတစ်ခုကိုစတင်စဉ်းစားလာပါပြီ။အဲ့ဒါကတော့နျူကလ িয়ার မူဝါဒ၃ရပ်ကိုပြန်လည်တုံ့တက်ခြင်းပါပဲ။1969ခုနှစ်ကတည်းကဂျပန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်မှုမရှိလက်ဝယ်မထားရှိပြည်ရင်းသို့ဝင်ခွင့်မပြုဆိုတဲ့မူဝါဒတွေကိုစွဲကင်ခဲ့ပါတယ်။ကမ္ဘာပေါ်မှာနျူကလ িয়ার ပုံတံခံခဲ့ရတဲ့တခုတည်းသောနိုင်ငံအနေနဲ့ဒါဟာအလွန်အထိမခံတဲ့ကိစ္စပါ။ဒါပေမဲ့အခုတော့အခြေအနေကပြောင်းသွားပါပြီ။တရုတ်ရဲ့ဒုံးကျည်တွေ၊လင်းရင်တင်သမော့တွေ မြောက်ကိုရီးယားရဲ့ချင်းချောက်မှုတွေကြောင့်မှာဂျပန်ကောင်းဆောင်တွေကအမေရိကန်ရဲ့နျူကလ িয়ার လက်နက်တွေကိုဂျပန်ပြည်ပေါ်မှာယာယီထားရှိခွင့်ပြုတင်သလားဆိုတာကိုဆွေးနွေးလာကြပါပြီ။ဒါဟာဒုတိယကမ္ဘာစစ်ပြီးကြတဲ့ကအကြီးမားဆုံးလုံခြုံရေးမူဝါဒအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။လူထုသဘောထားကလည်းပြောင်းလဲလာပါတယ်။စစ်တမ်းတွေရာဂျပန်ပြည်သူ80ရာခိုင်နှုန်းနီးပါးကတာကာအီချီအစိုးရကိုထောက်ခံလာကြပြီး48.8ရာခိုင်နှုန်းကထိုင်ဝမ်ရေးမှာစစ်ရေးအရဝင်ပါလာကိုလက်ခံလာကြပါတယ်။ဒါဟာသမိုင်းဝင် အမြင့်ဆုံးနှုံထားပါပဲ။ တရုတ်ရဲ့ချိန်ချောင်းမှုကဂျပန်ပြည်သူတွေကိုညှဉ်းညွတ်သွားတဲ့သဘောပါပဲဒီနေရာမှာကျွန်တော်တို့မေးပြရှိတာကတရုတ်ကဘာလို့အခုချိန်မှာဒီလောက်တောင်အသေးအတန်တုံ့ပြန်နေရတာလဲဂျပန်ဝန်ကြီးချုပ်တရုတ်ရဲ့စကားတစ်ခုံးကြောင့်လဲဒီလောက်စည်ရေးလေ့ကျင့်ခန်းတွေတန်တမန်ရေးရာချိန်ချောင်းမှုတွေလုပ်ဖို့လိုအပ်သလားဒီမိကွန်းရဲ့အဖြေကတော့ပြည်တွင်းရေးပြဿနာကြောင့်ဖြစ်တယ်လို့ပဲသုံးသပ်ရမှာပါ2025ခုနှစ်မှာတရုတ်စီးပွားရေးကအကြီးအကျယ်ကျဆင်းနေပါတယ်တရုတ်ဝင် GDP တိုးတက်မှုနှုန်းကတော့၄.၂ရာခိုင်နှုန်းလောက်ပဲရှိတော့မယ်လို့ခန့်မှန်းထားပါတယ် ဒါဟာအရင်နှစ်တွေကနှလုံးဘူးတိုးတက်မှုလုံးနဲ့နှိုင်းရှင်ရင်အလွန်ဆိုးရွားတဲ့အခြေအနေပါပိုပြီးဆိုးတာကတော့အိမ်ချမ်းမြေပူပေါင်းပောက်ကွဲသွားလို့လူလက်တန်းသားတွေရဲ့တသက်လုံးစုဆောင်ထားတဲ့ကြွယ်ဝမှုတွေပျောက်ဆုံးကုန်ပါတယ်အလုတ်လက်မဲ့နှုံးကလည်းအထူးသဖြင့်လူငယ်တွေကြားမှာမြင့်တက်နေပါတယ်ဒါအပြင်ဒေသန္တရအစိုးရတွေကလည်းကြီးမားတဲ့ကြွေးမီနှုံးတွေနဲ့နေပါတယ်ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကလည်းနိုင်ငံကနေထွက်ခွာနေပြီးဆက်ယုံတွေရပ်ဆိုင်းနေပါတယ်စီးပွားရေးဆိုင်ရာဖိအားတွေကတရုတ်ကွန်မြူနီပါတီပေါ်မှာအလွန်ကြီးမားနေတဲ့အချိန်ပါပဲ ဒီလိုစီးပွားရေးနဲ့လူမှုရေးပြဿနာတွေအများကြီးရင်ဆိုင်နေရတဲ့အခြေအနေမျိုးမှာအစိုးရတဲ့တခုနဲ့အနေနဲ့လှုပ်လေလှုပ်ထရှိတာကတော့အာယုံလွှဲခြင်းပါပြည်သူတွေရဲ့ဒေါသနဲ့မကျေနပ်ချက်တွေကိုအစိုးရစီကနေပြည်ပရန်သူစီကိုလွှဲပြောင်းပေးလိုက်တာပါထိုင်ဝမ်ရေးဂျပန်ဆန့်ကျင်ရေးဆိုတာတွေကတရုတ်ကွန်မြူနတီပါတီအတွက်ပြည်သူမျက်စိကိုလှည့်စားဖို့အကောင်းဆုံးထွက်ပေါက်တွေပါပဲဒါကြောင့်လည်းမီဒီယာတွေစစ်တပ်တွေပညာရေးဝန်ကြီးဌာနတွေကအစားဂျပန်ကိုဝိုင်းတိုက်နေကြတာဖြစ်ပါတယ် ဂျပန်ကမသွားနဲ့ဂျပန်မှာစာမတင်နဲ့လို့ပညာရေးဝန်ကြီးဌာနကတရားဝင်သတိပေးချက်ထုတ်တာမျိုးကအရင်ကမရှိဘူးပါဘူး။ဒါပေမဲ့ကြီးစရာကောင်းတာကတရုတ်နိုင်ငံသားတွေကအစိုးရစကားကိုနားမထောင်ကြပါဘူး။အစိုးရကပိတ်ပင်လေးလေးလူတွေကဂျပန်ကိုပို့ပြီးတွားရောက်လေးလေးပါပဲ။ဘာလို့လဲဆိုတော့ဂျပန်ကလုံခြုံတယ်၊တန့်ရှင်းတယ်၊ဝန်ဆောင်မှုကောင်းတယ်ပြီးတော့တရုတ်တွေကိုခွဲခြားဆက်ဆံခြင်းမရှိဘူးဆိုတာတွားဘူးသူတိုင်းကလက်တွေ့သိနေကြလို့ပါပဲ။ ်ပြည်သူတွေရဲ့စိတ်ထဲမှာတော့အစိုးရရဲ့ဝါဒဖြန့်မှုနဲ့လက်တွေ့ဘဝဟာကွာဟနေတာကိုပြသနေတာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာနှိုင်းယှဉ်ချက်တစ်ခုရှိပါတယ်2019ခုနှစ်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြက်ပြက်တတပြောမှုပါတယ်တရုတ်သားထိုင်ဝမ်ကိုဝင်တိုက်ရင်ငါပေကျင်းကိုဘုံကျဲပစ်မယ်ဆိုတာပါအဲ့ဒီတုန်းကတရုတ်အစိုးရကဗာပြန်ပြောလဲဆိုတော့ဘာမှပြန်မပြောဘဲညင်နေခဲ့ပါတယ်ဒါဟာအမေရိကန်ရဲ့အင်အားကိုကြောက်ရွံ့လို့တိုက်ရိုက်တုံ့ပြန်မှုမလုပ်ခဲ့တာပါ။ဒါပေမဲ့အခုဂျပန်ဝန်ကြီးချုပ်တာကာအီချီက ထိုင်ဝမ်အန်ရဲကဂျပန်အန်ရဲလို့ပြောယုံနေရှိသေးတယ်။တရုတ်ကတနိုင်ငံလုံးစစ်မြေပြင်ဖြစ်သွားမယ်လို့ချိန်ချောက်ပါတယ်။ဒါကိုဂျပန်အင်တာနက်သုံးစွဲသူများကလောင်ပြောင်ပြီးဝေဖန်ကြပါတယ်။အင်အားကြီးတဲ့အမေရိကန်ကကြတော့ကြောက်တယ်။ဂျပန်ကြတော့အနိုင်ကျင့်နေတယ်ဆိုပြီးတော့ပါ။ဒီလိုတုံ့ပြန်မှုကပေကျင်းရဲ့အချောင်နှိုက်ချင်တဲ့တဘာဝနဲ့အားနည်းချက်ကိုဖော်ပြနေတာဖြစ်ပြီးပြည်ရင်းရေးဖိအားတွေကြောင့်ပြင်ပရန်သူကိုဖန်တီးပြီးအာနာဒီမြဲအောင်ကြိုးစားနေတာကိုရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။ ီနေရာမှာ American ရဲ့စည်ရေးကြထောက်ခံမှုဟာ data ring တင်းမာမှုတွေပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုအသေးစိတ်ဆက်လက်ဆွေးနွေးကြည့်ကြရအောင်ပါတကယ်တော့ American ရဲ့ပါဝင်ပတ်သက်မှုဟာဒီအချက်အတည်းရဲ့အဓိကအချက်အချာဖြစ်ပါတယ် American ရဲ့ဝင်ရောက်မှုဟာဂျပန်အတွက်အသက်ရှူပေါက်ပဲဖြစ်ပါတယ်ဂျပန်နဲ့တရုတ်တို့ဟာအင်အားချင်းမမျှတာတဲ့စည်ရေးချိန်တွေရှိနေပေမဲ့ American ဂျပန်လုံခြုံရေးမဟာမိတ်ဆာချုပ်ကြောင့်ဂျပန်ဟာတရုတ်ရဲ့စည်ရေးဖိအားကိုပြန်လည်ရင်ဆိုင်နိုင်တဲ့အင်အားရှိသွားပါတယ် ်အမေရိကန်ကအနုမြူလက်နက်တင်ဆောင်နိုင်တဲ့လေယာဉ်တင်သင်္ဘောအုပ်စုတစုကိုဂျပန်ရဲ့အိုကီနာဝါအနီးရေပြင်ကိုဆင်လွှတ်လိုက်တာဟာတရုတ်အတွက်ရှင်းလင်းတဲ့သတိပေးချက်ပါပဲဒီသတိပေးချက်ရဲ့အဓိပ္ပာယ်ကတော့ဂျပန်ကိုတိုက်ခိုက်ရင်အမေရိကန်ကိုတိုက်ခိုက်တာနဲ့အတူတူပဲဆိုတဲ့ခိုင်မာတဲ့ message ပဲဖြစ်ပါတယ်ဒီလိုအမေရိကန်ရဲ့အင်အားပြမှုဟာတရုတ်ကိုချက်ချင်းနောက်ဆုတ်သွားအောင်မလုပ်နိုင်ရင်တော့မှစစ်ရေးအရာတွက်ချေကိုက်မှုတွေကို ပိုပြီးတတိထားဆင်ကျင်စေပါတယ်ဒါပေမဲ့ဒီလိုအင်အားပြိုင်မှုဟာဒေတာရင်းမှာပိုပြီးအန်ရည်ကြီးမားတဲ့အခြေအနေတွေကိုလည်းဖန်တီးပေးနိုင်ပါတယ် အမေရိကန်ရဲ့စစ်သည်မော်တွေရောက်လာတာဟာတရုတ်အတွက်စိန်ခေါ်မှုတစ်ခုလို့ခံစားရစေပါတယ်။ထိုင်ဝမ်ပေါ်တိုက်ရောက်မှုကလည်းအလွန်အရေးကြီးပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ထိုင်ဝမ်အန္တရာယ်ကဂျပန်အန္တရာယ်ဆိုတဲ့ကြေညာချက်ဟာအမေရိကန်ရဲ့ထောက်ခံမှုနဲ့ပေါင်းဆက်သွားတဲ့အခါထိုင်ဝမ်ကိုပိုပြီးလုံခြုံစိတ်ချရသေးပါတယ်။ဒါဟာတရုတ်ရဲ့တနိုင်ငံတည်းမူဝါဒကိုထိထိရောက်ရောက်စိန်ခေါ်လိုက်တာဖြစ်ပြီးတရုတ်ကအခုလိုတင်းမာနေတဲ့အခြေအနေမှာထိုင်ဝမ်ကိုဝင်ရောက်ကျူးကျော်ဖို့ဆုံးဖြတ်ချက်ချရတာပိုပြီးခက်ခဲသွားစေပါတယ်။ဘာလို့လဲဆိုတော့တရုတ်ဟာ ထိုင်ဝမ်ကိုသာတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်နဲ့အမေရိကန်တို့နှစ်နိုင်ငံစလုံးရဲ့စစ်ရေးတုံ့ပြန်မှုကိုတပြိုင်တည်းရင်ဆိုင်ရတော့မှာဖြစ်လို့ပါပဲ။ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်2025ခုနှစ်ရဲ့ဂျပန်တရုတ်တင်းမာမှုဟာစစ်ပွဲအဖြစ်ဖြစ်လာဖို့ထက်နိုင်ငံရေးပြဿနာတစ်ခုဖြစ်ဖို့ပုံများပါတယ်။တရုတ်သူတွေတွေနဲ့ထိုင်ဝမ်ပညာရှင်တွေသုံးသပ်တယ်လို့ပါပဲ။တရုတ်ကပြည်ရင်းကပြည်သူတွေကိုအတူယောင်ဝါရဖြန့်ဖို့အတွက်အတန်ကြဲကြဲအော်ပြမယ်။စစ်ရေးပြမယ်၊ချင်းချောက်မယ်။ဒါပေမဲ့တကယ်တမ်းစီးပွားရေးကြာဆင်းနေတဲ့အချိန်မှာ ဂျပန်နဲ့ရောအမေရိကန်နဲ့ပါစစ်တိုက်ဖို့အင်အားမရှိပါဘူး။စစ်ပွဲဖြစ်ရင်တရုတ်ကွန်မြူနတီပါတီရဲ့အာဏာတည်မြဲရေးပါထိခိုက်နိုင်ပါတယ်။ဒါကြောင့်သူတို့ကအချိန်ဆွဲတဲ့နည်းဗျူဟာကိုသုံးပါလိမ့်မယ်။ပြည်ရင်းချင်းနေငိမ့်သွားရင်ဒါမှမဟုတ်အချိန်တစ်ခုကြာရင်ခေါင်းဖြတ်မယ်လို့ပြောခဲ့တဲ့ကောင်စစ်ဝင်ချုပ်ကိုပြန်ခေါ်ပြီးအပြစ်ပေးဟန်ဆောင်မယ်။ဆက်ဆံရေးကိုပြန်လျှော့ချဖို့ကြိုးစားပါလိမ့်မယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဒီအဖြစ်အပျက်တွေကတိုးချိုကိုနိုးထစေခဲ့ပြီးဆိုတာငြင်းလို့မရပါဘူး။ဂျပန်ဟာသူ့ရဲ့ကာဝေးရေးစွမ်းရည်ကိုအမှန်တကယ်မြင့်တင်တော့မှာဖြစ်ပြီး အာရှပစိဖိတ်ဒေသရဲ့လုံခြုံရေးအခင်းအကျင်းဟာလုံးဝပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ထိုင်ဝမ်ဟာအထူးကြံကြုံတကြုံမဟုတ်တော့ပဲဂျပန်ရဲ့လုံခြုံရေးနဲ့တသားရဲဖြစ်သွားခဲ့ပါပြီ။ကဲမိတ်ဆွေတို့ရောဘလို့ထင်ပါသလဲ။ဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ကတရုတ်ရဲ့ဖီးယားကိုကြံ့ကြံ့ခံနိုင်မလား။တရုတ်ကရောစီးပွားရေးပြဿနာတွေကိုဖုံးဖိဖို့စစ်မီးကိုတကယ်မွေးမလား။အနာဂတ်ကတော့စိတ်ဝင်စားစရာအပြည့်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။